မြဝရီရှိ KK ဘတ်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ကတပ်သေးများဖျောက်ဖျက်ရန်အတွက်၄ရက်ဆက်တိုက်ဘုံဖောက်ခွဲရာထိုင်းဘက်သို့ဘုံဆများလွင့်စဉ်ခရင်ပြည်နယ်မြဝရီမြို့နယ်ရှိနံမဲဆိုနယ်ကြော်ကြားတဲ့ KK ဘတ်ကြားဖြန့်စင်တာကိုစစ်တပ်လက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF ကတပ်သေးများဖျောက်ဖျက်ရန်အတွက်၄ရက်ဆက်တိုက်ဘုံဖောက်ခွဲရာထိုင်းနိုင်ငံတပ်ခရိုင်မဲဆောက်မြို့နယ်ဘက်သို့ဘုံဆများလွင့်စဉ်လာကြောင်းထိုင်းသတင်းဌာနများနဲ့ နိုင်ငံတကာမီဒီယာများကဖော်ပြလာပါတယ်။ဒီဖောက်ခွဲမှုများကထိုင်းဘက်နယ်စပ်နေအိမ်များနဲ့ရွာငယ်များမှနေသူများထွက်ပြေးကြရပြီးထိုင်းဘက်ဝင်ရောက်လာတဲ့နိုင်ငံသားများ၂000ယောက်ရှိနေပြီလို့သိရပါတယ်။အောက်တိုဘာ24ရက်မှစပြီးအောက်တိုဘာ28ရက်နေ့ထိ KK ပတ်ကိုစစ်တပ်နဲ့ BGF တို့ပူးပေါင်းကဇက်တိုက် ဖောက်ခွဲလျက်ရှိရာယနေ့အောက်တိုဘာ28ရက်နေ့မှာ BGF ကနေ့ကင်းအချိန်မှာပင်ဘုံကျဲချခဲ့ကြောင်း ထိုင်းတပ်ခရိုင်ရုံးနဲ့ DVB သတင်းဌာနကထုတ်ပြန်ထားပါတယ်။ဖောက်ခွဲမှုမှာဘုံအစာများအစိတ်အပိုင်းများနဲ့မိခိုများက ထိုင်းဘက်နယ်စပ်ရှိမဲထော်တလေးနဲ့မဲဆောက်ရှိ နေအိမ်များပေါ်သို့ကြားရောက်ခဲ့ပြီးထိုင်းစစ်တပ်ကနယ်စပ်ဘက်ကိုပိတ်ဆို့ပြီးလုံခြုံရေးစောင့်ကြည့်လျက်ရှိပါတယ်။ထိုင်းနယ်စပ်ကဒေသခံများကပြင်းထန်စွာ ပောက်ကွဲသံများကြားရပြီးမိခိုများကို မြင်တွေ့ခဲ့ရကြောင်းပြောဆိုလျက်ရှိပါတယ်။ KK ဘတ်ဟာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းဘေးမှာတည်ရှိပြီးအွန်လိုင်းကြားဖြန့်လုပ်ငန်း၊ရာဇဝတ်မှုနဲ့လူကုန်ကူးမှုလုပ်ငန်းများစတဲ့နာမည်ဆိုးနဲ့ကြော်ကြားနေတဲ့စခန်းတစ်ခုဖြစ်ပါတယ်။အော်တိုဘာ16ရက်နေ့မှာစစ်တပ်ကပထမဆုံးစီးနှင်းဝင်ရောက်ချိန်တွင် အလုံသမား2198ဦး၊ Starling ဆက်အလုံ30ဖမ်းဆီးရမိခဲ့ပြီး BGF ကလုံခြုံရေးထိန်းချုပ်နေခဲ့ကြောင်းစစ်တပ်ကပြောဆိုခဲ့ပါတယ်။ ်ထို့သောဒေသခံနဲ့နိုင်ငံတကာကျွမ်းကျင်သူများကဤစီးနှမှုဟာအာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ်အောက်တိုဘာ26ကနေ28ရက်မတိုင်မီနိုင်ငံတကာပြည်အားကိုရှောင်ရှားရန်နဲ့တက်တည်များဖျောက်ဖျက်ရန်ဟန်ဆောင်မှုတစ်ခုသာဖြစ်တယ်လို့ဝေဖန်နေကြပါတယ်။အောက်တိုဘာ23ရက်နေ့မှစပြီးခေခေပတ်မှကြားဖြတ်လုပ်ကိုင်နေတဲ့နိုင်ငံညာသားများပါဝင်လုံသမားများကို BGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်အချမ်းတို့ နိုင်ငံသားသား1049ဦးကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းနိုင်ငံသား၏ဝန်ကြီးဌာနကအောက်တိုဘာ24ရက်နေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ထားပါတယ်ရှင်